အိန္ဒိယနိုင်ငံဟိမိုနာဒေတာလာဒတ်စ်မှာကိုပိုင်အုပ်ချုပ်ခွင့်ရရေးတောင်းဆိုတဲ့ဆန္ဒပြမှုတွေပေါ်လုံခြုံရေးတပ်ဖွဲ့တွေရဲ့ပြစ်ခတ်မှုတွေကြောင့်လူသေဆုံးမှုတွေရှိခဲ့ပြီးတရက်အကြာစက်တင်ဘာလ25ရက်နေ့မှာရဲတွေကမြို့ရင်းမှာလှည့်လည်ကင်းလဲမှုတွေလှုပ်ဆောင်နေပါတယ်။ဆန္ဒပြမှုအတွင်းလူငေါအုပ်ထက်မင်းသေဆုံးပြီးရဲအရာရှိ30အပါအဝင်လူတရာခန့်တန်ရာရရှိခဲ့ပါတယ်။ ခီးသွွားတွေနဲ့ဇီကားလေးရှိတဲ့လက်မြူမှာလမ်းမအများစုကိုတန်ဆူးကျိုးတွေနဲ့ပိတ်ဆို့ထားပြီးရဲတွေကအထီးကယုံနှိမ်နေရေးလက်နက်တွေကင်ကာစောင့်ကြပ်နေတာကြောင့်လူသူကင်းမဲ့သွားတယ်လို့ AFP သတင်းတောက်ကပြောပါတယ်။လူဦးရေ၃သိန်းခန့်နေထိုင်ပြီးတရုတ်ပါကစ္စတန်နိုင်ငံတို့နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့လာဒက်စ်ဒေသမှာဗုဒ္ဓဦးတွေကကိုပိုင်အုပ်ချုပ်ခွင့်ရရေးတောင်းဆိုတဲ့ဆန္ဒပြမှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဆန္ဒပြသူတွေကရဲကားတစည်းနဲ့ဝန်ကြီးချုပ်နာရင်ဒရာမိုဒီရဲ့ဟိန္ဒူအမျိုးသားရေးဝါဒီ BJP ပါတီ ရုံးခန်းတွေကိုမီးရှို့ခဲ့ကြပြီးရဲတွေကလည်းမြေယူဘုံတွေနဲ့နံပါတ်တုပ်တွေအုံပြုလို့လူစုခွဲခဲ့ကြပါတယ်။ဆန္ဒပြမှုအတွင်းလူ9ဦးသေဆုံးခဲ့တယ်လို့ရဲရာရှိတူက AFP ကိုအတည်ပြုပါတယ်။ကျွန်တော်တို့ရဲ့တောင်းဆိုချက်တွေကိုအလေးမထားလို့အစိုးရကိုစိတ်ကုံနေပြီလို့အသက်33နှစ်အရွယ်ဆန္ဒပြသူတူကပြောပါလေ လာဒက်စ်ဒေသမှာနေထိုင်သူထောက်ဝက်ခန့်ဟာမွတ်စလင်တွေဖြစ်ပြီး60ရာခိုင်နှုန်းခန့်ကတော့ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပါတယ်လောကမီဒီယာရဲ့ဆက်လက်ကြည့်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမမဝင်ပြည့်ချက်ကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။